တခိုးတွေကြဘိုးတွေမပါနော်ကိုယ့်ဘက်ကမိဘတ်တွေဖြစ်သွားမယ်ဆိုလို့ရှင်မိဘတ်တွေဖြစ်မယ်ဆိုလို့ရှင်ဒီလူနဲ့ဒီလူနဲ့ကျွန်တော်တွေပါဇက်အားဖြင့်ဝိဝါဒတွေကွဲခဲ့ကြတယ်ပို့စ်တွေတင်ပြီးတော့ရန်တွေဖြစ်ခဲ့ကြတယ်ဒါနဲ့ပဲတသက်လုံးရန်သူအဖြစ်ကျွန်တော်တို့မဖြစ်စေချင်ဘူးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆင်းတဲ့တဲ့အပါအဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတွေတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ဒီနေ့အချိန်မှာတော့ခင်ဗျားတို့လည်းကို့အမားကိုကို့မြင်နေမယ်လို့ကျွန်တော်မျှော်လင့်တယ် ကြောင့်မလို့ယနေ့အချိန်မှာတော့မြေပြင်မှာရှိတဲ့အဖွဲ့အစည်းတွေအကုန်လုံးကိုမြေပြင်မှာရှိတဲ့အဖွဲ့အစည်းတွေအားလုံးကိုကျွန်တော်တို့ကเนาะအရှိကိုကြည့်ပြီးတော့ကျွန်တော်တို့ကဝိုင်းပြီးတော့ support လုပ်ကြရလိမ့်မယ်။ဟာ तू ကတော့ MOD အောက်မှာမရှိဘူး။ဟာ तू ကတော့ဘတွေ့အဖွဲ့ဟာ तू ကတော့ဘုန်းကားအဖွဲ့ကမလို့ဟာ तू ကတော့အဲ့လိုမျိုးထက်စရင်ကျွန်တော်တို့ကเนาะကျွန်တော်တို့က merit based ပေါ့အရေးချင်းကိုမူတည်ပြီးတော့လုပ်တဲ့ဟာဒါကိုကျွန်တော်တို့လုပ်စီခြင်းတယ်လုပ်စီခြင်းတယ်လုပ်စီခြင်းတယ်နော်လုပ်စီခြင်းတယ်အဲ့တော့ဒီနေ့အချိန်မှာအခုဥဆောင်ဖွဲ့လို့နာမည်ခံထားတဲ့အဖွဲ့ကြီးနော်ဥမာဆိုလို့ရှိရင်ကျွန်တော်တို့ညီပြန့်စုဘယ်ဖွဲ့တွေရှိမလဲပေါ့နော်ကျွန်တော်တို့တွေ ဒီဘွက်တွေဒီဘွက်တွေဒီဘွက်တွေရှိတယ်။ဟုတ်ပြီခင်ဗျားတို့ကျွန်တော်ပြောချင်တာကရေပြင်မှာဒီရဲဘော်လေးတွေကအသက်ပေးပြီးတိုက်နေနေသူတို့အတွက်အရှိန်မပြည့်စုံသေးဘူး။ရေပြင်မှာသူတို့တွေအသက်ပေးပြီးတော့တိုက်နေနေသူတို့အတွက်နှက်ခန့်ကြီးကြောင့်နေမပြည့်စုံသေးဘူး။ကြီးကားတွေမပြည့်စုံသေးဘူး။ကြီးကားအုပ်ထုပ်တွေမပြည့်စုံသေးဘူး။အဲ့တော့ဒီဘွက်စည်းတွေဒီလူပုဂ္ဂိုလ်တွေနော်ဒီလူပုဂ္ဂိုလ်တွေအားလုံး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 နော် တို့ကိုကျွန်တော်တို့က तू ကတော့ BDM မဟုတ် तू ကတော့ LDM မဟုတ်ဆိုပေဟာထက်စာရင် of the road ရေပြင်းမှာရှိနေတာ ਨੇ တဲ့သူတို့တွေ B twin ထဲမှာရှိနေတာတဲ့တဲ့အော်သူတို့ကငါတို့ရဲ့ချိမြောက်ခြင်းကိုခံယူထိုက်ပါလားသူတို့ကငါတို့ရဲ့လေးစားခြင်းကိုခံယူထိုက်ပါလားသူတို့ကလေးစားအပ်ပါလားသူတို့ကငါတို့ရဲ့ဂျေဇုရှင်နေပါလားသူတို့ကအော်အသက်တော်ပေးထားပါလားဆိုတာကျွန်တော်ကပြန်ပြီးတော့အောက်မေ့သတိရပြီးတော့ တို့တွေအားလုံးကိုကျွန်တော်တို့ကကြောသားရင်တော်ခွဲထားပဲနဲ့ support လုပ်ကြဖို့လိုတယ်။ဒါကဒီ2025မှာတော့ကျွန်တော်ဒီနေ့တက်ပြီးတော့သတိပေးခြင်းလေ။နော်။ MOD အောက်မှာမရှိတော့တဘုံပဲဆိုတဲ့စကားမျိုးတွေဘယ်လူပုတ်ကိုဘယ်အဖွဲ့အစည်းမှာထပ်ပြီးတော့မပြောစေချင်တော့။ဟိုဘက်ကတော့မလူနဲ့ဟေ့ဒီဘက်ကတော့မလူနဲ့ဟေ့ဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့မကြားချင်တော့ โอเคတကယ်ပြရမှာကခင်ဗျားတို့ဥဆောင်ဖွဲ့ဆိုတဲ့ပုံကိုယ်ကြီးအကုန်လုံးကိုယ်တိုင်ကဟေးငါတို့တွေမြေပြင်မှာရှိတဲ့ဘယ်အဖွဲ့ကိုမစုငါတို့တွေဝိုင်းပြီးတော့ support လုပ်ရမယ်ဟေးငါတို့တွေတာဝန်မကျေသေးဘူးဟေးဆိုပြီးတော့ဖြစ်ရမှာနော်တိုးတော့အဲ့အစင်တီမလာသေးဘူးတိုးတော့အ ਨੇ ဆုံးတော့ဗျာနော်ကျွန်တော်ပြောချင်တာကလိုက်ပြီးတော့ရံမလုပ်ပါနဲ့အတွင်းသားလိုက်မစားပါနဲ့နောက်တစ်ခါ ဒီဒေါ်လာရေးကြီးမှာเนาะကျွန်တော်တို့ကမိဖက်ဆက်ဆက်ရေးဆိုလို့ဆိုရင်အမြင်မတူတာနဲ့ကျွန်တော်တို့တွေကရန်သူအဆင့်အထိမသွားကြနဲ့နောက်ဆုံးပြကျွန်တော်ပြောမယ်ကချင်နဲ့တအန်းနဲ့လက်သီးထိုးခဲ့ကြသည်ဒါပေမဲ့အဲ့အဆင့်ကနေပြီးတော့အဆင့်အလာရမိဖက်တီဖြစ်ခဲ့တဲ့ညီကိုတွေရံဘတ်တွေမှာဖြစ်စီနေအဲ့လိုမျိုးရံဘတ်ဖြစ်စီမဲ့အပြောဆိုအရေးသားမျိုးတွေလည်း မလုတ်ကြစေခြင်းမို့နောက်ဆုံးပြကချင်နဲ့တအားကိုယ့်ရဲ့မျိုးနွယ်စုအရာကိုယ့်ရဲ့ဘာသာတရားအရာ emotion တွေရှိမှခံစားချက်တွေရှိမှဆိုရင်တောင်မှကျန်တဲ့ဒိုင်းသားတွေကပြေရပြေချောင်းနဲ့ဝိုင်းပြီးတော့ညှိပေးဖို့ရန်နေပွားမဲ့စကားမျိုးတွေမပြောဖို့မြစ်တာလမ်းကိုပန်းခဲလမ်းကိုတရားကို ပြန်ထွေးဖို့တိတ်အေးကြည့်တယ်ဟာတအားနဲ့ကချင်နဲ့ဖြစ်တာက လူဒေါ်လာကြီးတစ်ခုလုံးနဲ့ဖြစ်တာနဲ့တူတူပဲဟုတ်တယ်သူတို့မှအားနည်းချက်တွေရှိတယ်ဟုတ်တယ်ကျွန်တော်တို့တချို့ဘဝမကြတာတွေရှိတယ်ဟုတ်တယ်ကျွန်တော်တို့ကိုကန့်ကိုအားမရတာတွေရှိတယ်လို့ကိုကန့်ကလှုပ်ဆောင်နိုင်ခဲ့တာတွေလည်းရှိတယ်ဟုတ်တယ်ဝါတက်ဘက်ကိုကျွန်တော်တို့မျိုးကုန်နေရှိတယ်လို့တချို့ဟာတွေကကျွန်တော်တို့မသိနိုင်တာတွေရှိနိုင်မလားဆိုတော့ကျွန်တော်တို့မသိဘူးအဲ့တော့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့ကရန်ဘက်ကိုမချက်နဲ့မိဘဘက်ကိုချက်ရမှာ နော်မိဘကိုချက်ရမှာအဲ့တော့ဟုတ်တယ်မြင်းထိန်ငတာတွေကများနေတာကတော်တော်ဆူးတယ်မှန်တယ်နော်အဲ့တော့မြင်းထိန်ငတာတွေကနေပြီးတော့နော်ကိုဘကူအတိတရားလေးနဲ့တတိတရားလေးဝင်ပြီးတော့ကိုပါစပ်ပေါက်လေးကိုပိတ်ပြီးတော့နော်တော်လရင်ကြီးကိုပြက်စည်းစေမယ့်အကြောင်းအရာတွေမလုံမိကြဖို့ရည်ကြီးတယ်အဲ့တော့အထူးအလေးနက်နဲ့ကျွန်တော်ပြောချင်တာကဒီ2025မှာကျွန်တော်တို့ပွဲသိမ့်အထိကိုသွားအောင် ဒါကမိမိကြောင့်ဒီဒေါ်လာရဲ့ကြီးကိုခွားပြက်စီမဲ့ခွားရုပ်စီမဲ့စကားမျိုးတွေမပြောစေချင်ဒီလိုမျိုးပြောလာလို့ရှိရင်ခင်ဗျပြောလာတဲ့လူရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကျွန်တော်တို့ကတကယ်ကိုအပူတပြင်းအရေးတကြီးအလေးနဲ့ထားပြီးစဉ်းစားတယ်ဥမာဒေါ်လာရဲ့ကြီးကပြီးပါပြီတို့ဟာဒေါ်လာရဲ့ကြီးကရှုံးပါမယ်တို့ဟာဒါမျိုးပြောတာကစစ်တပ်ကတော့ပြောတာကြာ ဘောမချန်နယ်တွေကပြောတာဗျကိုဘကလို့နာမည်ခံလာပြီးပြောလာရင်အဲ့ပြောလာတဲ့သူညီသူကိုမဆိုကျွန်တော်တို့ကလေ့လာမယ်စောင့်ကြည့်ရမယ်ဘာသဘောနဲ့ပြောတာလဲသဘောယူဟုတ်ရဲ့ပါတခါလေကြားလို့ရှိရင်အကျိုးလိုလားတလို့ ਨੇ ပြောတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့စီခါကြီးအပေါ်မှာတကြားလေးထုတ်လိုက်တာဒါမျိုးကိုလည်းကျွန်တော်တို့ကလက်မခံဘူး ဘာကြောင့်လဲကျွန်တော်တို့ကဒေါ်လန်ရေးကိုနိုင်အောင်တိုက်ရမှာစလာကလေးကလက်ပလာအဲ့တော့ခမရအပြတ်ပြောတာကလူတိုင်းပြောတတ်တယ်နားလေကျွန်တော်လည်းပြောတတ်တယ်ဒါပေမဲ့ဒီဒေါ်လန်ရေးကြီးမှာတစ်စိတ်တစ်ပန်းဘလို့အောင်အောင်ဝိုင်းလို့ရမလဲဘလို့အောင်စိတ်တွေဖြစ်လာအောင်ဝိုင်းလို့ကြမလဲဆိုတာသိအရေးကြီးတယ်ဒေါ်လန်ရေးကပြီးလို့မဖြစ်ဘူးဒီဒေါ်လန်ရေးကိုကျွန်တော်တို့ကမြန်မြန်ပြီးအောင်လုပ်ရမှာဒီဒေါ်လန်ရေးကိုမြန်မြန်အောင်လုပ်ရမှာ အဓိကအရာတော်လေးကြီးအတွတ်ရှိပါစီဆိုတဲ့လူတန်းစားတွေမရှိရမှာတော်လန်တခိုးတွေမရှိရမှာတော်လန်ဖောက်ပြဲကြီးတမားတွေမရှိရမှာတော်လန်ဇင်ခန်တွေမရှိရမှာတော်လန်တတိယနိုင်ငံသွားတွေမရှိရမှာတကယ်လို့ရမှာဒီတော်လေးကြီးဘလို့အောင်လို့ရမလဲဒီတော်လေးကြီးဘလို့နိုင်အောင်လို့ရမလဲဒီတော်လေးကြီးအားဖြစ်စီဖို့ငါတို့တွေအုတ်တစ်ချက်သဲတစ်ဖွဲ့နှမ်းတစ်စီရေတစ်ပေါက် ဘာလုပ်ကြမလဲဘယ်လိုလုပ်ရမလဲဘာတွေလုပ်သင့်တယ်လဲဒါကိုကျွန်တော်တို့ကအကြံဉာဏ်ပေးရမှာအဲ့တော့တခါတခါကြားလို့ရှိရင်ကျွန်တော်တို့တွေချက်တွေခွတ်တဲ့ချက်ပွဲတွေနော်ချက်တိုက်တယ်ဘာတွေကြည့်ဘူးလားမသိဘူးချက်တွေဘာတွေတိုက်လို့ရှိရင်ရှုံးတဲ့ချက်ကဘာလုပ်လို့ရှိလဲဆိုတော့နိုင်တဲ့တောင်မှအောက်ကိုအတင်းဝင်တိုးလို့ရှိတယ် ဇိုလိုဂျင်နာကကိုယ့်ရဲ့မျက်စိအောက်တဲကိုရောက်သွားလို့ရှင်အဲ့ဒီသူကမမြင်ရတော့ကျွန်တော်တို့ရေတော့ဘုန်းကြီးမလည်းထုံနီးတူစွာပဲတရားကြားလို့ရှင် CDM အရေးချုံချုံနားမယ်တရားကြားရင်ထောက်ဖို့အရေးချုံချုံနားမယ်ကျွန်တော်တို့မသိနိုင်အဲ့တော့ကျွန်တော်တို့ကအမြဲတမ်းဒေါ်လာရေးအသိဒေါ်လာရေးတတိဆိုတာလုံးရက်တည်းအပြောဆိုပြီး အရေးသားတွေအပြုတ်မှုတွေကိုကျွန်တော်တို့ကတရက်တည်းမဟုတ်ဘူးရက်ပေါင်းများစွာစောင့်ကြည့်ပြီးတော့သုံးလေးနောက်ကြာတဲ့အခါမှာကျွန်တော်တို့ကစပြီးအကဲဖြတ်လို့ရတယ်ဒီသူတွေဒီသူတွေဒီဘုဒ္ဓတို့အလုပ်လုပ်ပြီးနေတာလေဒီစကားကိုဘာကြောင့်ပြောတာလဲဘာရွယ်ချက်နဲ့ပြောတာလဲဒါကိုလည်းကျွန်တော်သတိထားဖို့လိုတယ်ဒါကကျွန်တော်ခုနကစကားကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအမြင့်မတူတာနဲ့ရန်သူလုတ်ပလိုက်တယ်ဆိုတဲ့ ယဉ်ကျေးမှုသည်အဲ့ဒါဒီကျွန်တော်တို့တော်တွင်းယဉ်ကျေးမှုပဲဒါဒီဒီမိုကရေစီယဉ်ကျေးမှုမဟုတ်ဘူးသို့တော့ဒီလိုမျိုးအမြင်မတူတာနဲ့ရန်သူလုပ်မှုကိုအင်အားကြီးလာပါတယ်ဆိုတော့ NLD တဖြစ်လဲမမနုကြီးတို့အုပ်စုကအင်းနဲ့အားနိုင်ကိုလေးနဲ့ကြော်လောက်လုတ်ခဲ့ပြီးပြီအဲ့တော့ယနေ့အချိန်မှာတော့ကျွန်တော်ဒီသတင်းစကားကိုပေးခြင်းနဲ့မမတူကြီးတို့တအုပ်လုံး ခတ်မလို့တင်တော့နော်ခတ်မလို့တင်တော့အင်အားကြီးမှာပေါ့ NLD ပါတီကနေအသွင်ပြောင်းထားမှာတော့အင်အားကြီးမှာပေါ့အဲ့တော့ line ပေါ်မှာလူအင်အားများမှာပေါ့ဒါလည်းသဘောကကြားတယ်ဘာကြောင့်လဲဆိုတော့ line ပေါ်မှာရှိနေလို့ပေါ့တော်တော်နော်ငါနဲ့မတူဘူးငါရန်သူဆိုပြီးတော့ ဲ့လိုသတ်မှတ်ချက်နဲ့အတင်းတွေထိုးနဲ့တိုက်ခိုက်တာဒီဒီရန်သူမအလာကိုအာစီတိုက်တာနဲ့တူတူပဲကျုပ်တိုက်တာနဲ့တူတူပဲဆိုတော့ယနေ့အချိန်မှာတော့ကျွန်တော်ဒီသတင်းစကားကိုပြီးချင်တယ်ဒါတွေကထပ်မဖြစ်သင့်အောင်နော်ထပ်မဖြစ်သင့်အောင်ထပ်မဖြစ်သင့်အောင်ဒီအချိန်မှာကျွန်တော်တို့ကချင်းကပ်ပုံကွဲရင်ကွဲမယ်ရက်တီကျက်လွဲရင်လွဲမယ် ဒါပေမဲ့ဘုံရန်သူကိုတိုက်နေတာချင်းတူမယ်ဆိုရင်မိဖတ်အနေနဲ့ရန်သူကိုကျွန်တော်တို့ကတိုက်နိုင်ဘူးဘုံရန်သူကိုခြေမုံးနိုင်ဘူးတိတ်ရေးကြီးတယ်အဲ့တော့ကိုဘကအင်အားတွေပွန်းပဲ့စီမဲ့ရန်သူအားရစီမဲ့လောက်ရက်တည်းအပြောဆိုတွေအကုန်လုံးကိုကျွန်တော်တို့ကရှောင်ကျင်ကြရမှာတိတ်ရေးအဲ့တော့ခုနစကားကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်ကချင်တဲ့တအားနဲ့လက်သီးထိုးခဲ့ဘူးတယ် ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီဟာလေးတစ်ခုကိုကွက်ကွက်လေးကြည့်ပြီးတော့နာစရာကြီးလုပ်ပြီးတော့နှစ်ပေါင်းများစွာနော်အစင်ထာဝရမဟာမိတ်ဆိုတဲ့ဆက်ဆံရေးကြီးကိုကျွန်တော်တို့ကလစ်လို့ရှုလိုက်လို့မရအောင်ထုံနည်းတူသွားပဲကျွန်တော်တို့ NLD နဲ့ဖြစ်ဖြစ်မမနူဂျီနဲ့ဖြစ်ဖြစ် LDF တွေ PDF တွေဖြစ်ဖြစ်အဓိပ္ပာယ်ကတော့ရှင်းရှင်းပြောရရင်ဗျာ ီးခဲ့တဲ့လေးနှစ်လုံးလုံးကတော့မမနုကြီးကနော်ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ဂျန်နဲ့ပြည်သူတွေကိုနဲ့ဗိုလ်ကြတာပေါ့ဗျာလူပါဝါတာများတာပေါ့ဗျာဒါတဲ့ပြောတာပါနော်စစ်စစ်ပြောတာပါတိုးတော့ယနေ့ချိန်မှာတော့ဓာရီကမရှိတော့ဘဲနဲ့ပြန်လဲနောင်တရလျက်ပြစ်ပြန်လျက်အကုန်ကျွန်တော်တို့ငါတို့တွေဒီအသွေးအောင်ကွဲပြားတော့လေမိဘတိပါလားဒီလိုပုံစံမျိုးနဲ့သွားစီကျွန်တော် unity and diversity ဆိုတဲ့ပုံစံမျိုးအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာထပ်ပြီးတော့ပြောချင်တာကဒါကမယွန်းတယ်လို့ကျွန်တော်ပြောချင်တယ်ဟုတ်ပါတယ်တချို့လူတွေကျွန်တော်တို့ဘက်မှာလွန်ကျူးတာတွေရှိတယ်တချို့ဆိုလို့ရှိရင်တော်တော်ကိုလွန်လွန်ကျူးကျူးတွေရှိတယ်အရန်ကိုလွန်ကျူးတာတွေရှိတယ်သို့တော့သဘောထားကြီးတဲ့လူတွေကပဲပြန်ပြီးသဘောထားကြီးပေးရတာပဲเนาะလူတဦးချင်းစီကပဲသဘောထား ကြီးတဲ့တွေကပဲခုနလိုသဘောထားသေးတဲ့သူတွေသေးပိန်တဲ့သူတွေတိုက်ခိုက်တာကိုနားလည်ဖွင့်လို့ပြီးခံပြီးတော့ရံမပွားအောင်ရံမမြအောင်လုပ်ကြရတဲ့အနေထားဖြစ်တာပါပဲတကယ်ပို့ဝင်လည်းပြောရရင်တော့เนาะဆိုတော့အဲ့လိုအနေထားပါပဲ ဆိုတော့ကျွန်တော်တို့ယနေ့အချိန်မှာလဲကျွန်တော်တို့အချင်းချင်းကြားထဲမှာနော်မိဘဆက်ဆံရေးတွေပြန်လည်တိဆောက်စီခြင်းနဲ့တကယ်တကယ်တော့အင်အားကြီးရဲ့အင်အားကြီးရဲ့အဖွဲ့အစည်းကစပြီးတော့မြစ်တာပြပြီးတော့ရှင်းကပ်ရမှာတကယ်ပြောရမယ်ဆိုရင်လေနော်သူတို့ကပို့ပြီးတော့မြစ်တာပြနိုင်ရမယ်သူတို့ကပို့ပြီးတော့သဘောထားကြီးနိုင်ရမယ်သူတို့ကပို့ပြီးတော့ outreach လုပ်နိုင်ရမှာ အဲ့တော့ယနေ့အချိန်မှာတော့နွေဦးတော်လိုက်ရဲ့လေးနဲ့ကြော်ကြတဲ့အချိန်မှာဒီလိုမျိုးလှုပ်လာတာတွေကိုကျွန်တော်တို့မြင်ကျင်တယ်ကြားကျင်တယ်တွေ့ကျင်တယ်ဒီလိုမျိုးနဲ့ကျွန်တော်တို့ကเนาะကျွန်တော်တို့ကပုံမူပြီးတော့ ညီညွတ်ကြဖို့စီလုံးကြဖို့ကျွန်တော်တို့ကြိုးစားကြမှာဖြစ်တယ်ဘာကြောင့်လဲကျွန်တော်တို့တဖြည်းဖြည်းနဲ့မလာရဲ့ဏီကုံကနီးလာ မာလာရဲ့ဏီကုန်းကနီးလာပြီဆိုပေမဲ့ဒီကောင်ကစင်ပရင်ကျွဲလောက်အဆင်ရှိနေသေးတယ်အဲ့တော့အနေအဲ့လိုအနီတားမျိုးမှာကျွန်တော်တို့ကဝိုင်းပြီးတော့နော်ကိုယ့်ဘက်ကအင်အားနည်းနည်းလေးတော့မပွန်ပဲ့စေချင်ဝိုင်းပြီးတော့ယုံကြတွန်းကြကန်ကြစော်ကြဖို့တိတ်အရေးကြီးတယ်နော်အဲ့ဒါကိုကျွန်တော်တို့လုပ်ကြဖို့အရေးကြီးတယ်နော်အဲ့တော့ကနှစ်စန်းတရနေ့၁၈ရက်၄လ၂၀၂၅မှာဆရာကြီးဦးကြည်မြင့်တင်ပြထားတဲ့ ငါတို့နိုင်ဖို့အခြေအနေပေါ်စမ်းစစ်တင်ပြချက်ဆိုတာလေးကိုကျွန်တော်ပြန်ပြီးတော့ကောင်းလို့တင်ပြခြင်းနဲ့ဆိုတော့ဆရာကြီးအနေနဲ့လည်းကျွန်တော်ကိုခွင့်ပြုပေးပါလို့ဒီနေရာကနေလေးလေးစားစားနဲ့ခွင့်တောင်းခြင်းပါတယ်နော်ဆိုတော့ဒါဆရာကြီးရဲ့အာဘော်ပေါ့လေဆရာကြီးရဲ့အာဘော်မှာကျွန်တော်အနေနဲ့သဘောတူတာရှိရင်ရှိမယ်သဘောမတူတာလည်းရှိရင်ရှိမယ်အဲ့တော့အစအဆုံးကျွန်တော်နဲ့တူတူဆရာကြီးရဲ့အာဘော်ဆရာကြီးရဲ့တင်ပြချက်ကို စီမျောပြီးတော့နားထောင်ကြည့်ရအောင်เนาะအဲ့တော့ကျွန်တော်ဒီဟာဆရာကြီးဦးကြည်မြင့်ရဲ့เนาะငါတို့နိုင်ဖို့အချိန်တွေပေါ်ဆန်းစစ်တင်ပြချက်ဆိုတာကိုမဖတ်ခင် မတင်ပြခင်ယခုပဲ BNR ရဲ့ဥစားဘတ်ကမ်ပိန်းမှာသွားပြီးတော့ပြည်သူတွေเนาะပါဝင်ကြပါယနေ့မှစ၍ကမ်ပိန်း target ကိုချက်ချင်းပြည့်သွားအောင်ယခုပဲပါဝင်ကြပါကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်เนาะ ကျွန်တော်တို့အားလုံးကတာဝန်ရှိပါတကယ်တကယ်တော့ဒီရဲဘော်တွေကနော်ဒီရဲဘော်တွေကတကယ်တကယ်တော့ဒီရဲဘော်တွေကမြေပြင်မှာစည်ရေးဆိုင်ရာကိစ္စတွေကိုပဲအာယုံစိုက်ပြီးတော့လုပ်ကြရမှာနော်ဗီယန်နာတွေတစ်ခွက်တည်းမဟုတ်ပါဘူးဂျန်နဲဖွဲ့လေအားလုံးနဲ့တူတူပါပဲသို့တော့သို့တော့ယနေ့အချိန်ထိကျွန်တော်တို့ live ပြီးတော့အလူခံနေရအောင် လိုက်ပြီးတော့ကျွန်တော်တို့ target ဒီ campaign တွေလုပ်နေကြရအောင်ဆိုကတဲ့ကအေးနိုင်ကြလို့ရှင်မြန်မြန်ပြည့်အောင်လို့မြန်မြန်ပို့ပြီးတော့ထဲ့ကြအဲ့တော့ငွေချင်းနဲ့ခုနက military နဲ့လက်နက်တွေကတဲ့အချိုးကြမယ်ဒါတော့တော့ကဘာမမအရေးပါဆုံးဖြစ်တဲ့တမိုးအရှိဆုံးဖြစ်တဲ့လောကကြီးရဲ့ယနေ့တီးကြအသက်တည်ထဲ့မပြောထား ဘာကြောင့်လဲဆိုတော့ဒီအသက်တွေကိုကျွန်တော်တို့ရဲ့ PDF တွေက LDF တွေက Gen Z တွေကပေးလူထားပြီးသားမလို့အစင်ရှိနေလို့စောင့်နေလို့ဒီအတွက်ကိုကျွန်တော်တို့ကမလုတ်ပေးနိုင်သေးဘူးဆိုရင်တော့မဟုတ်သေးဘူးနော်အဲ့တော့ဘယ်တော့နိုင်ပါလဲမေးမလားကျွန်တော်တို့မြန်မြန်ပါဝင်နိုင်ရင်မြန်မြန်နိုင်မယ် ဒါမှတခုတော့ရှိတာပေါ့ exception ကတော့နေရာတိုင်းမှာရှိတာဒါ generalization ਆ ပြောတာဂျန်နရလိုက်ဇေးရှင်းနဲ့ပြောတာတကယ်တကယ်တော့ခုနကသခိုးတွေကင်းရှင်းရမယ်လို့အာဂရီတရားကင်းရှင်းရမယ်လို့เนาะဒါမျိုးတွေတော့ရှိတာပေါ့ကောင်းဆောင်မှုကောင်းရမယ်လို့စီမံခန့်ခွဲမှုကောင်းတာရောကောင်းရမယ်လို့ဒါတွေကတော့ရှိတာပေါ့เนาะသို့တော့အခြေခံအားဖြင့်အခုဆိုလို့ရှိရင်ကျွန်တော်တို့ခုနကဦးစားဘက်ကမ်ပိန်းမှာအခုပဲသွားပြီးတော့ပါဝင်ပေးကြပါ နော်ကျွန်တော် live ပြီးသွားတဲ့အချိန်မှာနော်ဦးစားဘက်မှာဘလော့သွားပြီးတော့ရမုံငွေတိုးသွားတယ်လဲဆိုတာကျွန်တော်ရဲ့မိတ်ဆွေနော်ဦးမျိုးထိုက်တဲ့တည်းမိတ်ဆွေတွေက အပြောသမားလားလက်တွေသမားလားဆိုတာကိုကဘာအနက်မှာရှိတဲ့မိတ်ဆွေတွေလက်တွေပြကြရအောင်အမေရိကန်မှာရှိတဲ့မိတ်ဆွေတွေဩစတြေးလျမှာရှိတဲ့မိတ်ဆွေတွေဂျပန်မှာရှိတဲ့မိတ်ဆွေတွေကိုရီးယားစင်ကာပူဟောင်ကောင်ထိုင်ဝမ်မလေးရှား Thailand、y a m a r England、Uyaba、Kabana，马来西亚，仲有 a 以色列国咯？Yahoo 查一查咪得。我咪有得做啦，依家做 BNERE。Usab a Project 2025 Campaign 啊，No？Usab 毛估，a 话 a b n r Project 2025 Campaign，我估 b e 文来加吧？啊？我 l 俾派文来加吧？ ဲ့တော့ဆရာကြီးရဲ့သုံးသက်ချက်လေးကျွန်တော်နည်းနည်းတင်ပြမယ်နော်ငါတို့နိုင်ဖို့အချိန်လေးပေါ့စမ်းစစ်တင်ပြချက်မြန်မာနိုင်စံတရနေ့16 2025အာသာချက်များအာနေချက်များထင်မြင်ယူဆချက်နဲ့ညီကုန်းတင်ပြချက်များအပိုင်းခွဲယူတင်ပြသွားပါမည်တဲ့နော်အဲ့လိုမျိုးဆရာကြီးကရေးထားတာရှိတယ်နော်အဲ့တော့အာသာချက်များမှာဤသူတော်လိုင်းဖြစ်တယ်ဘူဝရမှန်ကန်တယ်ဆိုပြီးတော့ဆရာကြီးရဲ့စာရေးထားတာရှိတယ်เนาะ ဆိုတော့2008ကိုဖျက်သိမ်းလိုက်ပြီးဆရာနာရှင်စနစ်ကိုစေရင်းနည်းဖြင့်ဒါဖြုတ်ချတော့မှာဖြစ်လို့စစ်ရင်းနည်းဖြင့်ဒါတိုက်တော့မယ်ဒါမှန်ကန်တဲ့ဟာဒါမှန်ပါတယ်နော်ဆိုတော့ကျွန်တော်တို့ကဒီ2008ချိန်ကိုဖျက်သိမ်းရင်တကားဆရာနာရှင်စနစ်ကိုစေရင်းနည်းဖြင့်ဒါဖြုတ်ချတော့မယ်ဆိုတော့ဒါဘူဝရမှန်ကန်တယ်ဆိုတာဒီဟာကဆရာကြီးနဲ့တူကျွန်တော် ောတူညီပါတယ်တခါပြည်တွင်းပြည်ပမှာတခဲနဲ့တော့အလူငွေများရခဲ့တယ်တဲ့။တမိုင်းမှာဒီလိုမရခဲ့ဘူးပါတဲ့။ဒါလည်းဟုတ်တာပဲ။အစဦးနှစ်တည်းဆိုလို့ရှိရင်ခမဝလာမစက်တဲ့တဲ့ပဲဟုတ်တယ်မလား။နောက်ပိုင်းကျတော့မှခူတာရောဟွက်တာရောအာတော်ကြနေဖန်ရီဇာချင်းချင်းချက်လိုက်တာရောဖန်ရီဇာချင်းချင်းလို့ပြောရင်တော့မှတကယ်တကယ်တော့လိုက်ပြီးတော့ ခွာဆောင်ကုန်ပြီးပြဿနာရှာနေတာကတော့အမေရိကန်ကဖာရီဇာတယောက်ကလိုက်လုပ်နေတာပါသူနဲ့ဖြစ်တဲ့ဟာကြီးပဲနော်ဒါလည်းမှန်တရားပဲသူကနေစပြီးတော့ပြဿနာရှာတာသူနဲ့လွတ်တဲ့လူသူကစပြီးတော့ရံမစတဲ့လူမရှိတလောက်ပဲဒါလည်းမှန်တရားပဲယနေ့အချိန်မှာတော့အိမ်ကြီးပိုင်သွားတယ်ဆိုင်ကြီးပိုင်သွားတယ်တဆိုင်မိတဆိုင်ဒါလည်းမှန်တရားပဲဒီပေါ်မှာလည်း ့ NUG ကတာဝန်ယူမှုတာဝန်ခံမှုတည်တည်နဲ့စုံခုံဖြစ်ဖြစ်ခုံစုံဖြစ်ဖြစ် investigation ပေါ့ဗျာနော်အရေးယူတာစမ်းစစ်တာဒါမှမဟုတ်လို့ရှင် Commission of Inquiry ဆိုပြီးတော့လုပ်တာမကြားမီမတွေ့မီဒီလိုမျိုးမလုပ်တာကသူတို့တွေကကြောက်လို့လားသူဖို့သူတို့လုပ်လိုက်လို့ရှင်ဟိုကပြန်ဖို့မှာစိုးလို့လားအဲ့တော့ ညောင်မြစ်ကျူးလို့ရှင်ပုတ်တဲ့ဥတွေပေါ်မှာဆိုးလို့လားဖုတ်တဲ့အချင်းချင်းအမိကိုကြိုးချီထားလို့လားဒါကတော့ကာယကံရှင်ဖြစ်တဲ့မမနူးချီနဲ့ဂုဏကတစ်ချိန်လုံးတော့ပြဿနာရှာတဲ့အမေရိကန်ဖန်ရီဇာနဲ့ဒါသူတို့ပဲတည်မယ်ဒါလည်းမှန်တရားပဲနောက်ပိုင်းမှာပြည်သူတွေက ရေပြင်ကိုတိုက်သွားတဲ့ကိစ္စတွေဖြစ်လာတယ်။ဘာကြောင့်လဲဆိုတော့အဲကော်မရှင်စားတာတွေဘာစနစ်ရှားတာတွေနောက်တော့ကကျတော့ပတ်စံပြောက်တဲ့ဟာတွေကအဲ့ဒီကထွက်လာတဲ့အခါကျတော့မြေပြင်တိုက်သွားဆိုတော့ဒါတွေဖြစ်လာခဲ့တယ်။နော်အဲ့လိုမျိုးဖြစ်လာခဲ့တဲ့အခါကျတော့ဘာဖြစ်သလဲ။အမိုဒီအောက်မှာမရှိလို့ရှိရင်ရန်သူပဲတပုံပဲဆိုပြီးတော့တိုက်ခိုက်ပြီးတော့ဂျန်နဲ့အမိုဒီအောက်မှာနူဂျီအောက်မှာမရှိတဲ့အဖွဲ့ရန်ပုံငွေမရအောင်ရဲရဲစက်စက် တိုက်ခိုက်ခဲ့ကြတယ်ဒါလည်းမှန်တရားဖြစ်တယ်အဲ့တော့ခုနကပြည်တွင်းပြည်ပမှာတခဲနဲ့အလူငွေများရခဲ့တယ်တဲ့အဲ့တော့ရလာတဲ့အလူငွေတွေကိုသုံးဆွဲမှုဘိုင်းမှာတော့တော်တော်အားနေခဲ့နော်မမှန်ကန်ကန်ပွင့်လင်းမြင်သာမှုနဲ့ဥပမာဆိုလို့ရှိရင် project dragon flying ဆိုရင်2.2 million သက်သမာနှစ်သန်းဆိုတာကသက်ဆန်တွေက ဒေါ်လာနော်အဲ့ဒါအမေရိကန်ဒေါ်လာနော်နည်းနည်းတော့မဟုတ်အများကြီးပဲအဲ့ဒါကြီးကပလုံသွားခဲ့တယ်ဂျိုးပြောမိုးပြောတွေပြောခဲ့ကြတယ်တာဝန်ယူမှုတာဝန်ခံမှုမရှိဘူးနောက်ဆုံးဆေးရုံကြီးဆုံးတယ်ဆိုပြီးတော့ဖြစ်တယ်နော်ဆေးရုံကြီးဆုံးတယ်ဆိုပြီးတော့ဖြစ်တယ်ဆိုတော့ဒါကြီးကတော့ရက်ဆက်လွန်အားကြီးတယ် ။တကရလာတဲ့ငွေကြေးတွေလည်းရေပြင်ကစီရေးတဲ့တခါကျွန်တော်တို့ရေပြင်မှာလက်တွေ့တိုက်နေတဲ့တပ်ဖွဲ့တွေတဲ့မိမိရဲ့လက်ကိုက်ထုတ်တပ်ဖွဲ့တွေကိုလက်နဲ့တက်ဆင်းတဲ့နေရာမှာအသုံးပြုခဲ့တယ်ဆိုတဲ့ဟာတွေကိုတမိုင်းမှာအမဲဆက်ကြီးဖြစ်မှတ်တင်ခဲ့တာလဲအမှန်ပဲနည်းနည်းလေးနောက်ကြောင်းပြန်ကောက်ရမယ်ဆိုရင်ငွေကြေးတွေရလာတယ် ရလာတဲ့ငွေကြေးတွေကိုသုံးစွဲတဲ့နေရာမင်းဘလို့ဖြစ်သလဲဆိုတော့မြေပြင်မှာရှိနေတဲ့တကယ်တိုက်နေတဲ့အဖွဲ့တွေကိုတက်ဆင်ပေးရမယ့်အစားမိမိရဲ့လက်ကင်တုံးတက်ဖွဲ့တွေဖြစ်တဲ့ LND ကိုနော်တဖြစ်လဲပသုံးလုံးအဖွဲ့တွေကိုထိုပသုံးလုံးအဖွဲ့တွေကလည်းတကယ်စစ်မတိုက်တဲ့အဖွဲ့တွေကများတယ်နော်မိမိကိုဩဇာခံမဲ့သူတွေကိုတကယ်တော်လှန်ရေးကြီးအရှိန်အဟုန်ကောင်းနေတဲ့အချိန်မှာ ရေမြမတိုက်ပွဲတွေပေါ်ရမယ်အစားစစ်မတိုက်ဖ ೇನೆ လက်ကြိုက်တို့အဖွဲ့တွေကိုသွားပြီးတော့တက်ဆင်ပေးလိုက်တဲ့အခါမှာခုတ်ရတခြားရှက်ရတခြားဖြစ်ပြီးတော့ငွေတွေလည်းအိတ်သွားတယ်လက်နက်တွေလည်းအကျိုးရှိရှိအသုံးမချလိုက်ရတယ်လို့ရေပြင်မှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေမလိုအပ်ပဲနဲ့အသက်ဆုံးရှုံးခဲ့ရတယ်ရှိတယ်ဆိုတော့ဒီလိုအနေအထားတွေကြောင့်ဒါတွေဒီငွေကြေးတွေကတမိုင်းမှာဒီလိုမျိုးမရခဲ့ဘဲနဲ့တခွဲနဲ့အလူငွေတွေရရှိခဲ့တယ်တော်တော်လေး ဒါသည်အာဂတိတရားတော့မကင်းခဲ့ဘူးလို့ကျွန်တော်ပြောရမယ်အာဂတိဆိုတာကဘလုဂရီတွေမကြည့်ရတယ်ခုနကနော်ပွင့်လင်းတင်တာမှုမရှိတာတွေငတ်ကင်ကျွန်တော်တို့နော်ငတ်ကင်ဆိုပြီးတော့အဲ dragon flying ဆိုပြီးတော့ပဇင်းကင်ဆိုပြီးတော့ဆေးရငွေဆုံးတယ်ဆိုတဲ့ကိစ္စတွေဆင်းရှင်းတာတွေကပွင့်လင်းတင်တာမှုမရှိတာတွေငွေကြေးတွေကိုကျွန်တော်တို့နော်တကယ်ကိုမမှန်ကန်ကန်နဲ့အသုံးချတဲ့နေရာတွေမှာမသုံးမဲနဲ့ နော်ဗတ်သုံးလုံးနေမှာသွားပြီးတော့မြုပ်သွားတဲ့ဟာတွေဒါတွေကအလွန်မားခဲ့တဲ့ကိစ္စတွေအယံကိုအလွန်နက်နာတော့တော်လိုက်ရဲ့တစ်ခုလုံးနဲ့ရှင်တော့ပြည်သူတွေရဲ့အနာဂတ်နဲ့ရှင်တော့အမှားကြီးဖြစ်တယ်